တိုက်ပွဲကတော့ဒီလပရန်ဘက်ကနေပြီးတော့ဗောနော်လှစင်ကုန်းဘရဲကောဘရဲကောကနေပြီးတော့တရချောင်းဒီစစ်ချောင်းကဒီလာခဲ့တာဗောနော်စစ်ချောင်းကလည်းလာခဲ့တာကဘယ်နှဖွဲလဲလို့ပြောမယ်ဆိုလို့ရှိရင်တော့ဒီစကစကစရဲ့တာပြူဗောနော်စကစပြူဇော်မင်းသိန်းအဖွဲရဲ့လပရန်အနောက်ကအဲထေအောင်ရှိန်ရဲ့အဖွဲရဲ့ဗောနော်ဒီတက်မ66က အဲစကားစကားအဖွဲပေါ့နော်ဒါပေါင်းပြီးတော့စကြောင်းလာခဲ့တာပေါ့နော်လာခဲ့တဲ့အချိန်မှာပဲကျွန်တော်တို့တော်လိုင်းမဟာမိတ်ညီကိုများအဖွဲပေါ့နော် ဒေါ်လာရေးဖွဲ့တွေပူပေါင်းပြီးတော့အခုလိုမျိုးစစ်ကြောင်းကိုတိုက်ခဲ့တာပါဗျစစ်ကြောင်းအနေနဲ့တက်လာတော့အင်အားက80ဝန်းကျင်ခန့်လောက်ရှိတယ်ဗျ80ဝန်းကျင်ခန့်လောက်ရှိတယ်ပြည်သူတွေအရင်တွေကိုလည်းအင်ချောင်းလုံးလောက်ပေါ့နော်အမီးကြီးတို့တယ်တို့ပြီးတော့ရွာအထွက်မှာပဲကျွန်တော်တို့15ရက်နေ့ပေါ့နော်15ရက်နေ့မနေ့10ရက်နေ့ရစပြီးတော့ကျွန်တော်တို့ထိတွေ့တိုက်ပွဲဖြစ်တယ်ပေါ့ထိတွေ့တိုက်ပွဲဖြစ်ပြီးတဲ့ကောတနအီခွဲကျော်လောက်ကြာတယ်ဗျတနအီခွဲကျော်ကြာတဲ့အချိန်ကမှကစကားစတက်ကအဲကျွန်တော်တို့ဘက်ကအင်အားလုံးရင်းနဲ့ဖိပြီးတော့ပြစ်ခတ်မှုတွေပြလာတယ်အကြောင်းသူတို့ဘက်ကကြာ ာဆုံးမှုရများလည်းများရောအဲတချို့တို့ကပြန်သွားတာရှိတယ်ဗျအဲအသေးရတော့ဒီစကားသားဘက်ကတော့20လောက်တည်တယ်ပေါ့နော်20လောက်တည်တယ်73ဘန်ကတော့အဲ12ရောက်လောက်ရတယ်ပေါ့နော်အရှင်ဖမ်းမိတယ်ပေါ့နော်ဒါလည်းဖမ်းစီလာခဲ့တယ်ပေါ့အဲတိုက်ပွဲမှာတော့ကျွန်တော်တို့ရဲဘော်တွေအနေနဲ့ကတော့တီးတွေ့ပြည်ဆိုင်ရှင်မှာဘာမှထိခိုက်မှုမရှိပဲအကောင်းဆုံးအနေနဲ့ပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်လက်နက်ခင်းရမ်းများကိုလည်းကျွန်တော်တို့ကောင်းစွာကောက်ယူနိုင်ခဲ့တယ်ပေါ့နော်ကျွန်တော်တို့အနေနဲ့မှာဘလန်နဲ့ဘလန်လောက်ရလဲဆိုရင်16လက်လောက်ရတယ်ပေါ့နော် စကောလဲလောက်ရတယ်။ကျန်တဲ့ကန်းတွေကတော့သူပြစ်ချပြီးပြေးတာတွေနဲ့ပေါ့နော်။တသားစီလောက်သွားတာတွေလည်းရှိတယ်ဗျ။ပါသွားတာတွေလည်းရှိတယ်ပေါ့နော်။အတင်းနေပြေးတာ။သက္ကသနေနဲ့ပြန်ဆုတ်သွားတဲ့ဖက်လည်းအနေငယ်လောက်ပဲပြန်ရောက်တယ်လို့လည်းသတင်းရတယ်ဗျ။တိုင်ပွဲနဲ့ဖြစ်တဲ့ဒီတည့်ချောင်းဆိုတာကဒါလေဗနန်မြို့နယ်ကအရင်နီးပါတယ်ဗျ။အဲကျွန်တော်ဘကိုယိုးမနဲ့ဆိုတော့လှမ်းပါတယ်။ နိုင်ငံတပရန်နဲ့တော့နေရပေါ့နော်ကျွန်တော်တော်လန်ရေးအင်အားစုပေါ့နော်ညီကိုတွေစီးလုံးစွာပိုင်နိုင်စွာနဲ့လုံနိုင်ခဲ့တဲ့အတွက်အထူးလည်းကျွန်တော်တို့ဝမ်းသဲဝမ်းသာတယ်ပေါ့နော်အားလည်းအားရတယ်ဒီသမဂ္ဂတွေလည်းလုံနိုင်တယ်လို့လည်းမျှော်လင့်တယ်ပေါ့နော်ဒီစစ်ကြောင်းပေါ်မှာတော့ဒါတက်လာတဲ့စစ်ကြောင်းကတော့ကျွန်တော်တို့ကောင်းကောင်းမှာစီးလုံးအင်အားဖြစ်တဲ့အတွက်ပိုင်နိုင်တာလုံနိုင်တဲ့အတွက်ကျွန်တော်တို့ကတော့ဝမ်းသာအားရရှိနေပါတယ်ဗျဟုတ်စိုက်ပါသမားဟုတ်စိုက်ပါသမားဘုမားအဲ့ဒါရှိလေးကြာနည်းနည်းလေးဒီအိတ်ကြီးကထိနေတယ်သူကတက်လာဟုတ် ဘလူလဲစိုက်ပါသမားဟမ်အမလေးရှေးကြီးဒီရှေးတဲ့တည်းအော်စိုက်ပါသမားကြီးอืมๆๆๆโซ စစ်တပ်စစ်ကြောင်းတစ်ခုလုံးနီးပါးကိုကြားဖြတ်တိုက်ခိုက်နိုင်ခဲ့သည့်လက်ပရန်တိုက်ပွဲအခြေအနေပဲခူးတိုင်းအနောက်ချမ်းလက်ပရန်မြို့နယ်တွင်ရှိတရက်ချောင်းကြီးရွာသို့စစ်ကြောင်းထူလာသည့်စစ်ကော်မရှင်တပ်သားများကိုအောက်တိုဘာ15ရက်နေ့နက်ပိုင်းတွင် တော်လန်ရေးပူပေါင်းတပ်များကကြားဖြတ်တိုက်ခိုက်ခဲ့ရာ15ဦးထပ်မံတေဆုံးခဲ့ပြီး10နှစ်ဦးကိုဖမ်းဆီးရမိထားကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ UNG ကာကွယ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားသည် ထိုကြားဖြတ်တိုက်ခိုက်မှုကိုအမှတ်3800နှစ်တရင် အမှတ်3803တရင် ရွှေတန်းမြည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဂလုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ပူးပေါင်း၍ NUG ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်နှင့်စစ်စင်ရေးနယ်မြေပဲခူးတိုင်းစစ်ဌာနချုပ်ဌာနပြူဟာ22ခုကဲမှုဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်